တင်ဆက်ပေးမယ့်သတင်းကတော့အစိုးရပိုင်ဆိုင်အုပ်များကိုရောင်းမိုးအတွက်အမေရိကန်သမ္မတဆုံးဖြတ်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကသမ္မတဒေါ်နယ်ထရန့်ဟာအစိုးရပိုင်ဆိုင်အုပ်တွေကိုရောင်းချကအစိုးရ36ရာအစီအစဉ်ကိုဆက်လက်ဖော်ဆောင်မှုအတွက်ဆုံးဖြတ်လိုက်တယ်လို့သိရပါဗျ။အစိုးရပိုင်ဆိုင်အုပ်400ကျော်ကိုရောင်းချသွားမှာဖြစ်ပြီးရောင်းချမယ့်အစအုပ်တွေထဲမှာတမန်ဝင်နေရာတွေဖြစ်တဲ့တရားရုံးချုပ်နဲ့ FBI ဌာနချုပ်တွေလည်းပါဝင်နေပါဗျ။ တောင်းချမယ်အစာအုပ်တွေဟာအစိုးရလုပ်ငန်းရှင်တွေမှာအမှန်တကယ်မလိုအပ်တဲ့အစာအုပ်တွေဖြစ်တဲ့အစိုးပါအစာအုပ်တွေရောင်းချမှုကနေဝင်ငွေတွေရရှိမှာဖြစ်တယ်လို့အစိုးပါအစာအုပ်တွေကိုထင်ထင်ရရတဲ့အတွက်အသုံးစရိတ်တွေလည်းရောက်ကြသွားမှာဖြစ်လို့ရောင်းချဖို့အတွက်ဆောင်ပြလိုက်တာပဲဖြစ်ပါတယ်အစာအုပ်တွေကိုရောင်းချမှုကြောင့်တစ်နှစ်ကိုပြည့်ပြည့်ထင်းထင်းစီဒေါ်လာတန်း330ကျပ်တက်တာတော့မှဖြစ်ပါတယ် ကမ္ဘာကျော်ဘီလီယံနာအီလွန်မတ်စ်ဦးဆောင်နေတဲ့အမေရိကန်အစိုးရစွမ်းဆောင်ရည်တည်ဌာနကဖော်ဆောင်နေတဲ့အစိုးရအသုံးစီချော့ရှာရဲ့အစီအစဉ်ရဲ့ဒစိတ်တစ်ပိုင်းအဖြစ်အစိုးရပိုင်စာအုပ်တွေကို ရောင်းချဖို့အတွက်ဆောင်ရွက်ခဲ့ရပဲဖြစ်ပါတယ်။အီလွန်မတ်စ်ကမလို့အဖဲနဲ့ကုန်ကြနေတဲ့အစိုးရအသုံးစီဒေါ်လာ105ဘီလီယံကျော်ကိုချော့ရှာခဲ့ဖြစ်တယ်လို့ပြောကြားထားတယ်လို့လည်းသိရပါတယ်။ဒီတဲ့ရင်တော့ငင်းကြအောင်ပါပြပူလာပါ။